အဘဒါစရီစမူဝတေကုတရာမင်္ဂလာပါဒီနေ့မေလ23ရက်ဖရက် FI ရဲ့နေ့စတဲ့လေးကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ခမရ400တက်မှာ15နေကြတောင်းထန်းဆောက်ခဲ့တဲ့စစ်ကောက်စီတက်တာတူလောင်လုံးပကပထံပပြခုလိုရတဲ့60မိနစ်မီလာမကြတိဆုံးသွားတဲ့အမျိုးသမီးလေးဦးကိုကျူရတဲ့ မူပြေတိုက်ပွဲမှာစောက်စုံသွားတဲ့ကလလာတကိုလေးနှစ်တက်တဲ့ရင်တက်ခွဲနေကရေပေါ်တူရဲ့ဆာမနာဖီလိုရဲ့တဲ့စရက်ဖရဲ့ FIA နေစစ်တဲ့မျိုးကိုကြားရမှာပါ။တော်ဝဲအခြေဆိုင်ခမရ၄ရက်တိမ15နေ့ကြာတောင်းဝထန်းဆောက်ခဲ့တဲ့စစ်ကောင်စီတပ်သားတို့က PKM လာစတဲ့ရင်မှာထဲနေတဲ့အတူပက်ပြောင်းခုလလာခဲ့တယ်လို့လောင်းလုံမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တတိယပြန်ကြားရေးတောက်ခံရဲဘော်ရှဲရူကဖရဲ့ FM ကိုပြောပါတယ်။ MA1 လက်လက်နဲ့ဒူပက်တာခွန်လိုင်းစက်ကောက်စီပက်တာကိုဒီနေ့မေလ23ရက်နေ့မှာစုကြေးငွေ330ကျပ်ချိမြပေးခဲ့လို့သိရပြီးတော့ပက်ပြောင်းလာတဲ့စက်ကောက်စီတက်တာရှစ်တန်းမှနေ့နဲ့ချိနေလာရပြီးရာသူတူလျှောက်တဲ့အခါမှာရှောက်ခွင့်မပေးဘဲဖိနေမှုတွေကခံရတာကြောင့်အဆိုပါတန်ကိုမခံနိုင်ဘဲပက်ပြောင်းလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင်နောက်လိုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကို2024ခုနှစ်အတွင်းဖက်ပြောင်းလာတဲ့စစ်ကောင်စီတပ်ကတအူရှိခဲ့ပြီးတော့2025ခုနှစ်အတွင်းမှာတော့ဖက်ပြောင်းလာသူ9ဦးအထိရှိခဲ့လို့ဆိုပါတယ်မန္တလေးတိုင်းကျောင်းဆယ်မြို့နယ်ဘောကဝတီရပ်ကွက်မှာဆိုလာဘက်ထရီရှော့ဖြစ်ရကနေမီလောက်မှဖြစ်ပြီးမီလောက်ကျွမ်းမှုတွေပါသွားတဲ့မိသားစုဝင်အမျိုးသမီးလေးဦးကိုဒီနေ့နေ့လယ်12နာရီမှာတကြုံခဲတယ်လို့ကျောင်းဆယ်ဒေသခံအမျိုးသမီးတူဦးကဖက်တဲ့ FM ကိုပြောပါရတယ်။ အဆိုပါမီလောက်ကျော်မှုတွေပါသွားတဲ့အမျိုးသမီးလေးဦးဟာအသက်53နှစ်အရွယ်တော်တင်အောင်အသက်85နှစ်အရွယ်အထက်တန်းပြအငင်းစားကြောက်အောင်ဆီယမတော်ထွထွေအသက်66နှစ်အရွယ်မြွနဲ့ပညာရေးမှုအငင်းစားဆီယမတော်နွဲ့နဲ့ဦးနဲ့အသက်58နှစ်အရွယ်မူလတန်းပြကျောင်းဆီယမတော်ခင်သူစာဖြစ်ပါတယ်မိလောက်မှုဖြစ်ပေါ်မှုကိုစတင်မြင်တွေ့ပြီးဆယ်မိနစ်လောက်အကြာမှာမိသက်ကာကမိကိုလာရောက်နေတဲ့ခဲ့ပေမဲ့ကာကလမ်းကြားကနေဝင်မရပဲ လမ်းထိပ်ကလေးပိုက်အရှင်နဲ့ဆွဲပြီးနေတဲ့နေရာကြောင့်နှစ်နာရီ25မိနစ်မှမီးဖို့နေတတ်ခဲ့လို့သိရပါတယ်။ရှမ်းဂရီနဲ့ဆက်မှုပြတိုက်ပွဲအတွင်းမှာစကောက်စီတပ်ကိုတော်လည်ရေချဆောင်သွားတဲ့ဂရီနီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရဲ့တပ်ဦးကလလာတာအမတ်ကိုလေးနေတဲ့တဲ့ရင်တပ်ခွဲကြီးကရဲဘော်အတွေ့အစာမနာခံတာကိုပြီးခဲ့တဲ့မီလ22ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့ဖြူဟာနီကတာဝန်ရှိသူတို့ကဖွဲ့တဲ့အဖွဲ့ကပြောပါတယ်။ အဆိုပါရေးပေါ်အတွက်ဟာကိုပိုင်အမှတ်2336ကိုကိုင်ဆောင်ထားသူဖြစ်ကမူပြတက်ွယ်အတွင်းမှာပဲစကောက်စစ်တက်ကျေးချတဲ့မိလောင်ပုံတွေကြောင့်ပြီးခဲ့တဲ့မိလ20ရက်နေ့မှာစောင့်ဆောင်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါစောင့်ဆောင်သွားတဲ့ရေးပေါ်ဟာ တစ်လေးလုံးဖျားဖြူတိုက်ပွဲနဲ့2023ခုနှစ်ဖာဆောင်တိုက်ပွဲတွေမှာဒဏ်ရာရရှိခဲ့တယ်လို့သိရပြီးတော့2025ခုနှစ်အတွင်းမှာတော့ကလလတအမတ်၉လေးနှစ်တည်းတည်ရင်တပ်ခွဲလေးကရဲဘော်လူစောင့်ဆောင်ခဲ့ရတယ်လို့သိရပါတယ်။ဒီနေ့မေလ23ရက်ဖရက်အဖန်ရဲ့နေ့စဉ်သတင်းမျိုးကိုကြားခဲ့ရပါကျွန်မအင်ဒီပါရှင်။